မမေးနဲ့တော့မမေးနဲ့တော့မမေးနဲ့တော့ဆိုပြီးတော့ပြောလို့မရပါဘူးချက်သီးသင်စန်းလန်းကိုရှုံနေခဲ့တဲ့အဓိကအကြောင်းတရားတွေရှိပါတယ်ဆိုတော့ချက်သီးသင်စန်းလန်းကိုရှုံနေခဲ့တဲ့ပွဲစဉ်ကနေအဓိကမှားခဲ့တဲ့အကြောင်းတရားများမင်္ဂလာပါကိုကင်းစတာဖုတ်ဘောရှုအန်ကျူတူပါရဲကျွန်တော်ကိုကမ်းပါနောက်ပိုင်းချယ်ဆီနဲ့ပတ်သက်ရမယ့်ဖြစ်ဖြစ်တခြားနာမည်ကြီးအသင်းတွေနဲ့ပဲပတ်သက်ရမယ့်ဖြစ်ဖြစ်ရှုံးရင် ဘာကြောင့်ရှုံးခဲ့တယ်ဆိုတော့အဓိကအကြောင်းရင်းအချက်အလက်လေးတွေကိုကျွန်တော်ရွေးထုတ်သုံးသပ်ဆွေးနွေးပြသွားမယ်။ပွဲတစ်ပွဲရှုံးတာဗျာကစားသမားတွေလိုအပ်လို့ရှုံးတာလည်းပါတယ်လို့နီးပြရဲ့ဆုံးဖြတ်ချက်လိုအပ်ချက်ကြောင့်ဘီယူအပိုင်းချင်းကပ်မှုလိုအပ်ချက်ကြောင့်ရှုံးနေတာလည်းပါတယ် ဲ့တော့အရှင်တော့မကြိုက်ဆုံးကစားသမား9ယောက်ဘာညာလှုပ်ပေးခဲ့မှုပဲမဲ့အဲ့ဒါကြီးကတိတ်မမျှတတယ်လို့ခံစားရတဲ့အတွက်ရှုံးနိမ်သွားတဲ့အကြောင်းရင်းအကုန်လုံးကိုသုံးသပ်ဆွေးနွေးသွားရမယ်တခုတော့ရှိတယ်ဒါကကျွန်တော်ရဲ့အာဘော်ဖြစ်တယ်ကျွန်တော်တို့အမြင်ချင်းတူချင်းမှာတော့တူလိမ့်မယ်โอเคအဲ့တော့ကျွန်တော်ဘာကြောင့်ရှုံးနိမ်သွားသလဲရှုံးနိမ်ခဲ့တဲ့ အကြောင်းတရားလေးတွေကိုစွဲထုတ်ကြည့်အောင်နံပါတ်1အယ်လူမာရက်စကာရဲ့လူစားပြောင်းလဲမှုနဲ့ view အပိုင်းလူထုံးပုံကျွန်တော်အပြစ်မပြောဘူးအတင်းရဲ့အဓိကကစားသမားတချို့ IS တဲ့ပွဲမှာအနားရခဲ့တယ်အဲ့တို့ကြောင့်ဒီပွဲတွေမှာပြန်လဲပွဲထွက်ခွင့်ပေးတယ်တချို့ကစားသမားတွေနဲ့တွဲဖက်ပြီးတော့အသုံးပြုသွားတယ်ထားပါတော့ဗျာဂီယူဆိုရင်ပွဲထွက်ခွင့်ရတဲ့ player တယောက်မဟုတ်ဘူး IS တဲ့ပွဲမှာယုံကြည်မှုလေးရှိသွားတယ်အဲ့တို့ကြောင့်သူကလမ်းကြောင်းမှပေါ့ပြန်တင်ပေးလိုက်တာအဲ့ဒီသုံးဖြတ်ချက်အထိကျွန်တော်လက်ခံတယ်ဟောဂီယူလဲယုံကြည်မှုလေးရှိသွားတဲ့အတွက်ကြောင့်ဒီပွဲစဉ်သူတခုအမြဲလုံးပြမလားဆိုတော့ခ စားချက်မျိုးနဲ့ပေါ့ကဲတဲ့တင်းကလည်းစန်ဒလန်ဖြစ်တဲ့အခါကျတော့ကျွန်တော်ဆိုလဲဟိုနီးပြတယောက်ဆို ော့ကိုသွင်းထားတဲ့ကလေးတယောက်ယုံကြည်မှုရှိအောင်တွန်းတင်ပေးမှာပဲလေဂီယိုပွဲထွက်ခွင့်ပေးတယ်လက်ခံတဲ့ဂျီပီယိုလည်းနံပါတ်တန်းနေရာမှာထားတယ်အဲ့ဒါအားလုံးအဆင်ပြေတယ်ဗျာအရင်ကတည်းကဒီပုံစံပွဲထွက်ဖူးနေကြဒါပေမဲ့ဘာမှလဲဒီပုံစံနဲ့ကိုကကစားလို့အဆင်မပြေတဲ့အခါမှာပြောင်းလဲမှုတချို့လိုရတော့မယ်၄မိနစ်တည်းကကိုရတယ်ဗျာကိတဲ့ဂိမ်းမလုံးနိုင်ပထမပိုင်းမှာဝမ်းဝမ်းဖြစ်သွားတယ်ဒုတိယပိုင်းရောက်ရင်တော့တမျိုးတစ်ပုံပြောင်းအောင်ပြောင်းလဲရတော့ဒါမဲ့ပြောင်းလဲမှုမလုပ်ခဲ့ပဲဒီပုံစံတိုင်း ဆက်လက်ကစားစေတယ်။ဒါတော့အဲ့တော့လူစားပြောင်းလဲမှုရဲ့ဘွာပိုင်းအမာရင်းတချို့ရဲ့လူစားပြောင်းလဲမှုကဘာတွေမှားတာလဲ။ဒီနေ့ပွဲမှာအလီဂျန်နိုဂါနာချိုတောက်လျှောက်ခြေစွမ်းမပြနိုင်သည့်တိုင်အောင်လုံအားနှုံကောင်းကောင်းနဲ့ကစားပြနေတာ ကျွန်တော်တို့မြင်တာပဲကနာချိုမိုးပေါ်ထောင်ကန်တာတွေလည်းရှိပါတယ်ကနာချိုရဲ့ဆောင်ရမ်းကောင်းနေတဲ့ရိုနယ်ဒီညိုမျိုးလို့လည်းမပြောဘူးအီဒင်ဟာဇတ်လိုမျိုးလို့လည်းမပြောဒါပေမဲ့သူ့ဘက်မှာသူကျွမ်းကျင်ပိုင်နိုင်စွာနဲ့ left wing တနေရာမှာအာတုံခွန်ဆိုင်ရုံးပေးနေတယ်လေပက်ဒရိုနက်ဒိုထက်တောင်ပိုယုံနေတာ left wing တနေရာမှာကနာချိုရောက်ရက်တွေခက်ပြီးတော့ကစားပေးနေတယ်ဒါသူ့ရဲ့ကြိုးစားအားထုတ်မှုပဲဒါကိုမာရက်စကာအနေနဲ့ဘာချောင်းမျက်နှလွဲခဲပြစ်လုလိုက်တာလေသူ twin ကိုတကိုးလဲ twin ထားတယ်နော် bro ကနာချိုထုတ်လိုက်တဲ့အချိန်ကကစားသမားတယောက်ရဲ့မာနတွေကိုရိုက်ချိုးပလိုက်တဲ့မိနစ်အပိုင်းချာ ပွင့်လင်းပြောရင်58မိနစ်ဆိုတာလုံးဝခြေသွမ်းမပြနိုင်ပြီးတော့ဖွတ်တက်နေတဲ့ကစားသမားတွေကိုထုတ်ရမယ့်အချိန်ကနာချိုတွင်းပေးခဲ့တဲ့တွင်းကိုတကူကိုမျက်နှာထောက်ပြီးတော့သူထုတ်ချင်တယ်ဆိုရင်တော့65မိနစ်လောက်မှာ format နဲ့ထုတ်လို့မရဘူးလားဒါသူတို့ပုံသေးနည်းနဲ့ထုတ်တဲ့အချိန်တွေပါ65 80 85ဆိုတာပုံသေးလူသားလဲနေတဲ့အချိန်အစောကြီးထုတ်ပလိုက်တာဒီကနာချိုရဲ့ဟိုစိတ်ပိုင်းဆိုင်ရာကိုလည်းရိုက်ချိုးလိုက်တယ်လို့ဖြစ်သွားတယ်မာရက်စကာနဲ့ကနာချူဂျားတဲ့က relation ကိုလည်းမေးခွန်းထုတ်เสียဖြစ်သွားတယ် တော့ဂါနာချိုကိုထုတ်ပြီးထည့်လိုက်တဲ့ကစားသမားမှားတယ်လို့မပြောအစတီဖောင်မှန်တယ်ဒါပေမဲ့ကွင်းထဲမှာကြံနေခဲ့တဲ့ကစားသမားတယောက်ကတော့မှားတယ်ဗျအဲ့ကစားသမားကသူယုံကြည်လို့ထည့်လာတဲ့မဂီယူ ဂီဝပွဲစား1မိနစ်ခရေကစပြီးတော့အဆင်မပြေတော့ဘူးဟိုကျွန်တော်ကအဲ့လိုပြောရင်ဟိုကြိုက်ချင်မှကြိုက်လိမ့်မယ်တိုးတာယုံတာကျွန်တော်ကိုယ်တိုင်လည်းသဘောကျပါတယ်တိုးပေမဲ့ရွေချက်ကဘာတော့တိုးတိုင်းယုံတိုင်းရွေချက်မရှိပဲတိုးနေလို့ ਆ ဗျာအဲ့လိုတိုးအယုံကောင်းတဲ့တိုက်စစ်မှုတိုင်းကမ္ဘာဘောလုံးစက်ကုန်စင်မြင့်ပေါ်ရောက်နေပြီပါနတ်ဖို့လိုတယ် efficient ဖြစ်ဖို့လိုတယ်ထားပါတော့တကိတကာကျွန်တော်ချယ်စီမှာ Olivia Giroud သူလည်းတိုးတာယုံတာပဲတိုးတော့ Giroud ကနတ်တယ်ဂျရူးတိုးတယ်ဆိုတာကိုယ့်ကစားသမားတွေ space အများကြီးရတယ်သူက ဝေါ်ကြီးတခုလို့ တွန်းပေးထားတာလေပြင်သစ်ကိုကဘာဖလားယူပေးတဲ့အချိန်ကာလတုန်းကလေဂျယ်ရူကဂိုးအများကြီးတွင်းခဲ့တာမှမဟုတ်တာဒါပေမဲ့ဂရစ်မန်တို့เนาะတခြားသော team mates တွေအတွက်အထောက်အကူကောင်းနေအများကြီးဖြစ်စေခဲ့တယ်ချယ်ဆီအတွက်လည်းထိုနည်းတူပဲဂီဝဲလို့ဖြစ်သလားကျွန်တော်မျိုးကဂိုးသွင်းမှပြောနေတာမဟုတ်ဘူးတိုက်စစ်မှုတယောက်ကအိုလီဗီယာဂျယ်ရူလို့စွမ်းဆောင်ရည်မျိုးပြသနိုင်ဖို့လဲလို့တယ်အဲ့လိုဟိုခုထားနိုင်လားဆိုတော့လေခုမထားနိုင်ဘူးဘောလုံး retain လုပ်ပြီးတော့ပြန်လဲခွဲဝေပေးမှုတွေလည်းမလုပ်ပေးနိုင်သလိုလမ်းကြောင်းမှန်အောင်တော့ခင်မပေးနိုင်ဘူးဗျဘောလုံးလမ်းကြောင်းလေးကိုမှန်အောင်တော့မပေးနိုင်ဘူးဟာ အလဲလဲအပြူပြူအရိုင်းရိုင်းအလဲလဲပုံစံမျိုးကြီးဖြစ်နေတဖက်နောက်ခံလူတွေကထိန်းရတာအရန်လွယ်ကူလွန်းနေဗျာဆိုတော့ဒီနေ့ပွဲမှာဆိုရင်ကျွန်တော်တို့တောင်းတောင်းတင်းတင်းနဲ့စန္ဒလအသင်းရဲ့ CB တနေရာမှာကစားနိုင်တာဆိုလို့ဘဲလက်တယောက်ပဲရှိတယ်ဂျန်နဲ့နှစ်ယောက်ကဥမာပြောရင် Gear Truder ဆိုရင်အကောင်ကြီးမဟုတ်ဘူး တဖက်ကမူကီးလီကလည်းကြံ့ကြံ့မှုမပြည့်ဘူးသူတွန်းမယ်ဆိုရင်တကယ်တမ်းပုံတရံအမှန်နဲ့ကစားမယ်ဆိုရင်ကစားလို့ရတယ်အဲ့တော့မက်ကီယူလိုကစားသမားမျိုးကျွန်တော်တော့မြင်တာလုံးဝမထုတ်ပဲ86မိနစ်ထိပေသုံးရတယ်ဒါမှားရွေးတဲ့လူစားပြောင်းလဲမှုနောက်ထပ်တစ်ချက်က JB JB နံပါတ်10မှာအဆင်မပြေတော့ဘူးအဲ့တော့ JB ဒီနံပါတ်10မှာကစားမှုတယ်ဒါပေမဲ့နံပါတ်10မှာစော့တိုင်းပလေးမိတ်ကမဟုတ်ဘူးနံပါတ်10မှာစော့တော့ပလေးမိတ်ကမဟုတ်တဲ့ကစားသမားတွေကျွန်တော်တို့အများကြီးမြင်ခဲ့ရဘူးအဲ့တော့ JB က နံပါတ်10မှာ तू အပြောက်စော်တာသူ့ free roll ပေးလေကောင်းလေပဲဂိုးသွင်းဖို့နော်နေရာလေးပေါ်လာရင် तू သွားသွင်းလိုက်မယ်အကိုကစားသမားရဲ့အတွက်နေရာလွတ်တွေရှာဖွေပေးမယ်ဒါ JP ရဲ့အထာအဲ့ तू creation မလုံးနိုင်တော့တဲ့အချိန်မှာ JP ကို shit တင်နောက်မှ creation လုံးနိုင်တဲ့ player တယောက်ကိုတည်ပြီးရတော့မယ်ပေါ့နော်အဲ့ဒီဘိုင်းလေပြက်ကွက်ခဲ့တယ်နောက်ဆုံးလူသားပြောင်းလဲမှုမှာရင်ချက်ကတော့နောက်မှအချင်းပေါင်းကိုဘာဖြစ်လို့ထုတ်လိုက်တာတော့ကျွန်တော်လည်းမသိဘူးအချင်းပေါင်းကယ်နေလို့ခံတာနေတာနော်အချင်းပေါင်းရဲ့အသက်အရွယ်နဲ့အကောင်းဆုံးကစားပေးခဲ့တယ်ဒီကလေးကအဲ့တော့အချင်းပေါင်းဒဏ်ရာရသွားတာလားဘာလဲကျွန်တော်လည်းအတိအကျတော့မသိဘူး तू တစ်ချက်တော့တော်တော်လေးနာသွားတယ် အဲ့ပြိုင်ပြီးတော့ slide ပစ်တဲ့နေရာမှာတစ်ဖက်က easy draw နဲ့ပစ်လိုက်တာလားမသိဘူးပြကျွန်တော်တိတ်မမှတ်မိတော့အဲ့တစ်ချက်နာသွားလို့လဲလိုက်တာလားတော့ Anthomaras ကကိုယ်တိုင်ပဲတီးပါလိမ့်မယ်အဲ့ဒီလဲလိုက်တဲ့အချက်ကလည်းလုံးဝရိုင်လဲသွားသေးတယ်တိုစင်အရာယာဘီယိုယိုချာလိုဘာတို့ဝင်လာခဲ့တယ်တော့ဆိုတော့ဒါကလူသားပြောင်းလဲမှုအမှားပဲ viewer ဘိုင်းထပ်ပြောမယ် အင်ဗရက်ဖူဘက်အဖြစ်ကွင်းလယ်မှာဘောက်ရှိတ်ပေါ်အန်ဒူမာရက်စ်ကကစားတယ်ပြီးခဲ့တဲ့ဘောလုံးရသေးတယ်ကျွန်တော်တို့မြင်ခဲ့ရတယ်ဒါပေမဲ့ဒီနေ့ပွဲမှာဘာကြောင့်အဲ့ဒီစိုက်ဘက်ကစားသမားတွေကိုစိုက်မှာပဲဆော့ခိုင်းတာရောအထက်ထဲကိုဘာကြောင့်မဝင်ခိုင်းတာရောဒီတိုင်းအလွတ်ကြီးကျွန်တော်ပြောနေတာမဟုတ်ပါဘူး Who's go ရဲ့ဖော်ပြချက်ရ Himans တီထဲမှာ ူကူရယာကစက်ထရယ်ဇုံလုံးဝမဝင်ကူကူရယာသည်သူ့ရဲ့ left back မှာပဲသူရှိနေတယ်ရန်ဖန်ရန်ခါမှ percentage နည်းနည်းလေးကျွန်တော် overlap တက်တယ် restain ဆိုရင်စက်ထရယ်ဇုံထဲတော့ရောက်တယ်ဒါပေမဲ့အလဲတက်တက်ရောက်တာထက်စာရင် Moses Kaisero ဘေးမှာကစားပေးနေရတဲ့စာရင်သူက half space မှာနေရာယူတာများနေတယ်ဒါပေမဲ့အဲ့ဒီ half space ကလည်းအတုံးဝင်သလားဆိုရင်တော့အတုံးမဝင်ခဲ့ဘူးအဲ့တကြောင်ကွင်းလေအထဲတဲကိုဘာကြောင့် Andumarus ကထဲမစော့တာလဲဒီ viewer ဘိုင်းကလည်းအနေငယ်လူအပ်ချက်ရှိခဲ့တယ်โอเคဒါ Marus ကလည်းပတ်သက် ီကျွန်တော်ဆွေးနွေးပြီးသွားပြီနောက်ထပ်ကြံတဲ့အမာရင်းလေးတချို့တော့မင်းမင်းပဲပြောလိုက်မယ်တိုက်စစ်မှုဂီယူဂီယူကဒီပုံစံအတိုင်းဆိုရင်ချယ်စီရဲ့တိုက်စစ်ပိုင်းမှာအရှံကစားသမားတယောက်အဖြစ်နဲ့နေရာရဖို့တော့မလွယ်ဘူးယုံကြည်မှုကိုအလွဲသုံးသားလုပ်ခဲ့တယ်လို့ပဲပြောကြတယ်ဒါအတူအပြစ်တင်တာလည်းမဟုတ်ဘူးကျွန်တော်အားလုံးသူ့ကိုယုံကြည်ခဲ့တယ်တကယ်ကစားတဲ့အခါမှာတော့အလွဲလွဲအချော်ချော်ဖြစ်ခဲ့တယ်ကျွန်တော်နောက်တစ်ယောက်တော့ JP JP နံပါတ်10နေရာမှာအဆင်မပြေပါဘူးနံပါတ်9နေရာမှာကစားပြီးကိုးပါမောက်ပဲကျွန်တော်တို့မျောလင်းတင်တော့တယ်နောက်ဆုံးတစ်ချက်ကတော့စုပ်ပြတ်တက်နေတယ် ချာလိုဘားနဲ့တိုစင်အာရယာဘီယိုရဲ့နောက်တန်းမှာကျွန်တော်ယာဒီအစရဲတဖွဲ့ဖွဲ့ပြောခဲ့တယ်။ချယ်ဆီနောက်တန်းပြည်သူနယ်ဆိုတဲ့တောက်အုံနောက်ရှိတဲ့ Sporting Director နှစ်ယောက်ကျွန်တော်အံ့ဩတယ်။အားလုံးမြင်တဲ့ကလေးကခွေးစားတိတယ်။သူတို့ထက်ကြော်ကြီးပြောတာမဟုတ်ဘူး။တကဘာလုံးကမြင်တယ်ဗျဒီမှာဒီမှာဒီမှာလက်ညှိုးထိုးပြတယ်သူတို့ကမလို့ဘူးဆိုတော့ Pro စဉ်းစားကြည့်ဖင်ပိတ်ငင်းတဲ့ပုံစံမျိုးကြီးဖြစ်သွားတယ်။ကျွန်တော်တို့ကဘာမှမကြော်ဘူးပဲတော့အခါမှာအဲ့တော့အချင်းပေါင်းလိုမျိုးလူငယ်လေးချယ်ဆီရဲ့ဟိုခန်းစစ်တန်းမှာ ွက်တော့ခွင့်မရသင့်တဲ့လူငယ်လေးတောင်မှတိုစင်တက်ရောချာလူပတ်တက်ရောကောင်းတယ်နောက်ဆုံးတွင်းယူသွားတဲ့ဘရွန်ဘီရဲ့ဂိုးဆိုရင်ဘာလို့လဲဘရွန်ဘီခုထားတဲ့ဟာကိုအဲ့လိုသွားလို့လို့မရဘူးလေပနတီပေးရမှာ哦 ကြောက်နေတယ်ဒါမဲ့တွန်းစမ်းပါကျွန်တော်ပြောနှစ်ယောက်တော့ကိုက2 vs 1အနေထားမျိုးနဲ့မတွန်းရဲဘူးဘရူမီကိုအဲ့တော့ဘရူမီကဗျာ20စက္ကန့်30စက္ကန့်လောက်ကြာတယ်နောက်ကတက်လာတဲ့လူကိုထိုင်ပြီးကိုတတားလေးပေးလိုက်တယ်ထိုင်ပြီးကအလွတ်ကြီးကန်သွားတယ်အဲ့တော့ဒီလုံးကလိုအပ်တာအကုန်လုံးပဲအနာတဝိုက်ကလူတွေအကုန်လိုအပ်တာဒါကိုင်စီရိုနော်ဖာနန်ဒက်စ်ကူကူရီယာရီချင်းအကုန်လိုအပ်တာရှစ်ယောက်ရင်လေအဲ့လိုအနေထားမျိုးနောက်ကိုသူတို့ပြင်ဆင်ဖို့အတွက်အာတုံခွန်ဆိုင်ကြိုးစားရမှာပဲတချို့ကစားသမားတွေကတော့ကြိုးစားမှုရှိခဲ့ပါတယ်အဲ့အတွက်အပြစ်တော့အရင်မပြောချင်ဘူးဒါပေမဲ့ဒီလုံးကအထူးကလိုအပ်တဲ့ကစားသမားတွေနောက်ခံလူ နှစ်ယောက်ဖြစ်ပါတယ်2 vs 1အခြေအနေနဲ့အဲ့လို penalty ပေးရမှာစိုးတဲ့အတွက်ကြောင့်အချိန်ကြာကြီး gap ဖြစ်နေတဲ့ခန်းစစ်ကစားပုံကတော့လုံးဝမဖြစ်သင့်ပါကြောင်းသုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးကိုဒီမှာနားကြင်ပါရစေ။ Sony ကြည့်ရှုပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။